ဘင်းငင်းကစော်လောစာတောက်စားပြုသူများစီဝါပြက်မြည်တီတကယ်တော့စီဝါရင်ပြက်ရုံမကပါဘူးအသက်အန္တရာယ်အထိစိုးကျိုးကတာသွားနိုင်ပါလေအဲဒါပေမဲ့မွေးစီဝါတဲယူရောင်းဝယ်နေသူတွေကတော့အေးဆေးပါပဲကြက်သိမ်းပေါင်းတောင်းသိမ်းချီရောင်းဝယ်နေတဲ့သူတွေကပိုင်ရှင်မဲ့ဆိုပြီးတော့လွတ်နေကြပါတယ်ဒီကနေ့ DVB debate အစီအစဉ်မှာတော့လူငယ်တွေ မူးရည်နွန်နဲ့မကြဆင်းအောင်ဘလို့တားဆီးကာဝယ်နိုင်မလဲနီးလန်းနေရာပါရှိလဲဒီကြောင်းတွေကိုကျွန်တော်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်ကျွန်တော်ကမျိုးတာ ဒီဗီတပည့်ကကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ဆွေးနွေးမယ့်အကြောင်းအရာကလူငယ်တွေမွေးသားအောင်မဖြစ်အောင်ဘယ်လိုလုပ်ကြမလဲဒီလမ်းတွေဘယ်လိုရှာကြမလဲအကြောင်းဆွေးနွေးမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ပြည်သက်ကိုဥဆောင်ဆွေးနွေးသူလေးဦးနဲ့မိတ်ဆက်ပေးလိုပါတယ်ကျွန်တော်ရဲ့ညာဘက်ကပုံကူကတော့ကျမ်းမာရေးဥက္ကဋ္ဌမွေးဆေးဆွဲယောဂကုသရေးနှင့်သုတေသနဌာနရဲ့တာဝန်ဆရာကြီးဒေါက်တာလှထင်းဖြစ်ပါတယ်ဒီဘက်ကဘယ်ဘက်ကပုံကူကတော့တန်အန်းចောင်းသားနှင့်လူငယ်များအဖွဲ့ရဲ့အမှုဆောင်မိုင်းသိမ့်စော်ဖြစ်ပါတယ်ဒီဘက်ညာဘက်ကပုံကူကတော့မြန်မာနိုင်ငံမွေးဆေးဝါး စန့်ကျင်ရေးအဖွဲ့ဗဟိုအတွင်းမူဦးမြင့်ခိုင်ဖြစ်ပါတယ်။လက်ဘက်ကပုဂ္ဂိုလ်ကတော့ရခိုင်မျိုးသားပါတီရဲ့အနိုင်ရအမျိုးသားလွှတ်တော်အမတ်ဒေါ်ထုမေဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျာ။ပထမဆုံးဆရာကြီးကိုမေးချင်တာကလူငယ်တွေဘာကြောင့်မွေးစေဝါတုံးကြလဲ။ဘိုးကြီးတော့တုံးလာတာများလာလေ။တခြားပြန်ကြည့်ရင်တော့တစ်ကတော့မွေးစေဝါအခုအချိန်မှာလောလောကူကူရတယ်။ပြီးတော့ဈေးနှုန်းတက်တက်တာတာရတယ်။နှစ်ကတော့လက်ကအလောက်ကင်ခွင်လန်းရေနောက်တစ်ခုက စီးပွားရေးပေါ့နိုင်ကြမှုနောက်တတိယချက်ကတော့ဒီအဆင့်တန်းမီတဲ့ပညာရေးပေါ့အဲ့ရသူတို့မရအောင်နောက်လေးကတော့ကျွန်တော်တို့မိဘတွေအုပ်ထင်းသူတွေရဲ့ယူဆိုင်မှုနည်းတာတွေ့ရတာနောက်တတိယကနောက်ချက်ကတော့မိဘရဲ့ဒီဆွေမျိုးသားချင်းသူကဒီသွေးချင်းသားချင်းနဲ့မှာပေါ့ဆိုလိုတာ genetic ခေါ်တာပေါ့ဒီတည်းမှာဒီဥစ္စာတုံးဆွဲတဲ့လူတွေပါနေရှိနေတယ်ဆိုတော့ဒီအချက်တည်းကတော့ကျွန်တော်တို့ ဒီကလေးတွေရဲ့အဓိကအခုပြဿနာ root cause ပေါ့ဆရာကြီးဆက်ဆွေးနွေးပါမယ်ဒီဘက်ကဘိုင်းသိန်းစော်ကိုမေးချင်တာကလားရှုဘက်မှာရှမ်းပြည်နယ်မှာဘယ်လောက်တောင်ဆိုးလဲကျွန်တော်ကျောင်းသားတွေကလေးတွေလာရှိုးတွေမကဘူးเนาะရှမ်းမြောက်ကြည့်လိုက်မှဆိုရင်တန်ရန်မူဆယ်နန်ခမ်းအကုန်ကျုံးဝင်ပါလေရန်ကုန်မူဆယ်လမ်းတစ်လျှောက်မှာရှိနေတဲ့ဆိုင်ပြရမှန်လားပေါ်ပေါ်လောလောရနေတယ်ဟုတ်ကဲ့ဗျဟုတ်ကဲ့ဗျလမ်းမီရဲ့နေရာမှာရနေတယ်ဟုတ်ကဲ့ဗျလမ်းပေးတစ်လျှောက်လုံးမှာဆိုလို့ရှိရင်ထမင်းဆိုင်တိုင်းမှာဝင်ပြီးတော့မှအာမီကိုအာဒီလိုပေါ့เนาะ AAC အဲစားသုံးလို့ရတယ်ဒီကတိတန်စင်ခန်းနဲ့ခန်းနဲ့ရှိတယ်ထမင်းလည်းရောက်ပါတယ်ဗျအဲ့ဒါလည်းရောက်ပါတယ်ဆိုတော့နှစ်ခုလုံးပေါ့နော်ဆိုတော့အဲ့ဒါတွေအပြင်ပေါ့ဒီရဲ့ဟိုအဓိကတော့လေမွေးစေဝါပေါနေသေးလို့ပေါ့ဒီဟာတွေကြောင့်မလို့ပဲကျွန်တော်စားသုံးရနေချင်းဖြစ်တယ်ပြီးတော့အခုကမျိုးသမီးတွေလည်းစားတယ်ကလေးတွေလည်းစားတယ်ဆိုတာမျိုးမျိုးသမီးတွေလည်းစားတယ်ကလေးလည်းစားတယ်မျိုးသမီးလည်းစားတယ်ဆိုတော့ဗာထူးခြားတယ်ဆိုတော့ဒီပြီးရွေးနေမှာဆိုရင်ကိုကလေးကိုတောင်ငွေတဲ့ကလေးကိုတောင်ဒီတရုတ်ပြည်မှာတော့ရောင်းပြီးတော့မှသူငွေစေဝါ အာတုံးဆွဲဖို့အတွက်ဖြည့်ရှင်းတဲ့ရွာရည်လည်းရှိပါတယ်ဒါလိုနန်းခမ်းမြူနယ်ထဲမှာဖြစ်တာပေါ့နော်တော်တော်ဆိုးနေတာပေါ့နော်ဟုတ်ကဲ့ပြတော်တော်လေးအခြေအနေဆိုးနေပါဆက်ဆွေးနေပါဘူးမြစ်ခိုင်ကိုမေးချင်တာကမွေးစေဘာနဲ့ပတ်သက်ပြီးတော့ပပပြီးနေနေစီမံချက်တွေဆွေးရလောက်အဲ့တော့မနိုင်တော့လို့နှစ်အပိုင်းချရအောင်တိုးလာနှိမ့်နှင်းလို့မရဘူးဘာတွေအခက်အခဲရှိနေအဲ့တော့ကျွန်တော်တို့ဒီနှိမ့်နှင်းလုပ်ငန်းတွေမှာကျွန်တော်တို့ကအဓိကထားလုပ်တာကပညာပေးလုပ်ငန်းကိုအဓိကထားလုပ်ပါတယ်လူငယ်တွေကိုသူတို့ကိုဒီမူရစ်ဆေးဝါးရဲ့အန္တရာယ်အသိပညာကို တို့ခေါင်းထဲကိုရောက်အောင်ကိုကျွန်တော်တို့တွေးနေတယ်။ဆရာတိညာပေးတာနောက်ကျတယ်။ तू ကလက်လမ်းမီလို့တောင်းနေတယ်။လက်လမ်းမီလို့တောင်းနေတယ်။ကျွန်တော်တောင်းလိုက်ပြီ။အဲ့တော့ချိုးရတဲ့တောင်းနေတယ်။ချိုးကကျွန်တော်တို့မြောင်းပြန်ဆောင်ရွက်နေတာကဒီ၃ဆွဲချင်းမရှိသေးတော့လူငယ်ပိုင်းရယ်။၃ဆွဲနေတဲ့လူငယ်ပိုင်းရယ်နှစ်ပိုင်းကိုကျွန်တော်တို့အသိပညာပေးတာလား။ပညာပေးနေတာပေါ့နော်။အဲ့တော့ရခိုင်မော်လူငယ်တွေကြားမှာဒီမွေစေဝါတို့အရက်တို့၃ဆွဲမှုတွေဘလောက်စိုးနေ။ဒီအဲပပြအောင်လူငယ်တွေမျိုးစေဝါမတော့အောင်အဓိကတားဆီးနိုင်တဲ့ အဲတေချာစဉ်းစားကြည့်လို့ရှိရင် main setter တုံးခိုးရှိတယ်အဥပဒေပိုင်းဆိုင်ရာမြန်မာနိုင်ငံကစိတ်ပြိုးထုတ်လုပ်ပေမဲ့အဲဥပဒေပိုင်းဆိုင်ရာနဲ့တင်းတင်းကြပ်ကြပ်လုံးဝမရှိဘူးနောက်တစ်ခုကဟိုဆရာကြီးပြောသလိုပေါနေတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီ trade လုပ်တဲ့သူတွေငွေစေဝါကိုနေပြီးတော့ရောင်းဝယ်ဖောက်ကားတဲ့လူတွေဒီ ဒီအတိညာမရင်ကျက်သေးတဲ့လူငယ်တွေပေါ်မှာ target ထားတာဒီ time မှာမွေးစည်းပွဲပြဿနာအဓိကဆေးပြားပဲလားအရက်ရယ်ဆေးပြားရယ်အဲ့ဒါပို့ပါတယ်နောက်တစ်ခုကအရက်ဆိုလို့ရှိရင်လည်းပုံမှန်တလို့ဆေးပြားနှစ်ခုလုံးကတော်တော်ကြီးကြီးမားမားတချို့အခုဆိုလို့ရှိရင်ကြောက်ဖြူတယ်အထီတောင်မှပြန့်နှံ့လာနေပြီဒါကဘယ်သူမှမတားဆီးတာတောက်ဆီးဖို့ဆိုလို့ရှိရင်ကောက်ွယ်ဖို့ဆိုလို့ရှိရင်အဲအတိတ်ကအဲလွှတ်တော်မတ်တို့ဆိုတာအဲမြို့ကန်လူကြီးတွေဆိုတာကဥပဒေအောက်မှာအလုပ်လုပ်ရတာအဲကြောင့်မလို့ဒီဥပဒေနဲ့တင်းတင်းကြပ်ကြပ် ကင်တွဲရမယ်နောက်တစ်ခုကတစ်ဖက်မှာနေပြီးတော့မိဘရှိမယ်မိဘကသားသမီးကိုဒီငငယ်ကလေးကနေပြီးတော့အမွေးစဝတ်နဲ့ပတ်သက်တဲ့အရှက်နဲ့ပတ်သက်တဲ့ဟာတွေကိုနေပြီးတော့သားသမီးနဲ့အစည်းကမ်းတကြနေပြီးတော့အာနားလည်မှုရှိရမယ်မိဘကဘာမှမလုပ်နိုင်ဘူးဒီဘက်ကိုယ်တိုင်းလည်းတောက်နေတုံးနေတယ်အဲအဲ့လိုအဲ့လိုဟာတွေပုံများပါလိမ့်မယ်နောက်တစ်ခုကလူငယ်တွေကိုယ်တိုင်းကနေပြီးတော့ကိုယ့်ရဲ့ဆုံးဖြတ်ပိုင်ခွင့်ကိုအဲသူများလက်ထက်ဖို့မထက်ဖို့ဒီအစိုးရဥပဒေအမိဘနဲ့လူငယ်ကိုယ်တိုင်းကနေပြီးတော့အဲဒါကို အာထိန်းသိမ်းကြမယ်လှုပ်ဆောင်ကြမယ်ဆိုလို့ရှိရင်တော့ဒါတွေပျောက်ကင်းနိုင်တယ်နောက်တစ်ခုကလျှော့သွားနိုင်တယ်ဟုတ်ကျေးဇူးပါဆရာယူလာထေဦးမေဂျနာခုနမြန်မာနိုင်ငံမွေးစေဝါစန့်ကျင်ရေးအဖွဲ့မှနာကတော့ပြောတယ်ပြည်နယ်ပြည်လုပ်ငန်းတွေလုပ်နေတယ်ဆရာယူလာခုနပြောမွေးစေသုံးတဲ့အချက်တွေ၄၅ချက်လောက်ပြောသွားတယ်ဘယ်သူတို့မတားနိုင်တော့ဘူး2016 target ဒီကျွန်တော်တို့ဒီပြဿနာတွေကျွန်တော်အတုတေသနာလုပ်ကြပါတယ်သိပ္ပံပညာရှင်တွေ scientific consultation လုပ်တယ်အခုကျွန်တော်ပြန်လာတယ်စီဝေး သူ့သေတနာလို့တော့နောက်များကြာနေလာတော့မကြပါဘူးခင်ဗျကျွန်တော်တို့သူ့သေတနာမလုပ်ဖက်နေတော့ကျွန်တော်တို့ကတားကောင်ပဲဟာလဲပြစ်မှတ်ပမာလဲကျွန်တော်မသိဘူးလူငယ်နဲ့အခုဟာကိုကျွန်တော်ကြိုးစားပါတယ်လာမယ့်နှစ်ကကျွန်တော်တို့လူငယ်နဲ့မူလူငယ်ကိုပြစ်မှတ်ထားပြီးတော့ကျွန်တော်တို့ကာကွယ်ရေးတွေလုပ်ဝမ်းမှာမလို့ပါဒါတို့ဒါတကဘာလုံးမှာအခုစနေပါပြီဆရာကျွန်တော်ဖြတ်မိလိုက်မယ်လူငယ်တွေဥတီချက်ထားတယ်သူ့သေတနာလုပ်နေတယ်ဟုတ်ဒါပေမဲ့ဆရာရှင်းရှင်းလေးပဲလေဆရာကျမ်းမိုက်ဝင်ကြီးဌာနဆိုအစိုးရဘက်ကတော့ဖြစ်နေတယ်ဟုတ် အစိုးရကမထွန်းမေပြောလို့တရားဥပဒေစိုးမွေးအားနည်းလို့ဒါတွေပေါ်ပေါ်လောလောနဲ့အလွယ်တကူလလန်းမိတဲ့နေရာမှာရောက်နေတာမဟုတ်လားတရက်အစိုးရတရားဥပဒေစီရင်ညံ့တယ်ထိန်းချုပ်ရညံ့တယ်ဆိုရင်တရက်ပြောလို့မရဘူးလားဟုတ်ကဲ့ကျွန်တော်ပြောပြမယ်ဒီဥစ္စာမှာကျွန်တော်တို့တောက်တိုင်သုံးခုရှိတယ်ထုတ်လုပ်မှုပပျောက်ရေးသုံးဆွဲမှုလျှော့ချရေးရှိမှာနောက်တစ်ခုကအစားအသောက်စိုက်ပျိုးရေးရှိမှာဒါတွေကိုဟန်ချက်ညီညီလုပ်ဖို့လိုတာဟန်ချက်မညီဘူးကျွန်တော်တို့ကသုံးဆွဲမှုလျှော့ချရေးပဲလုပ်လို့ရှိရင် ဘာသာထုတ်လို့မဆိုကြရေးကိုဖိမလုပ်တဲ့ခါကြရင်ဒါအများနေကကျွန်တော်တို့ကမလိုက်နိုင်တော့ဘူးကျွန်တော်ဆိုတော့အဲ့တော့ကျွန်တော်တို့ကထားတဲ့ခါမှာပြစ်မှတ်ကဘာလုပ်လဲကျွန်တော်ကောက်လိုက်တဲ့ခါမှာကျွန်တော်ဒီလာတဲ့အချိန်မှာဆေးရုံမှာလာကုပြီးတက်ပြီးဆိုရက်သူကယင့်သွားပြီးဆေးဆွဲနေတဲ့ဆေးရောက်ပြီးအဲ့တော့သူ့ကိုပြန်မေးရတယ်အမင်းဘယ်ရွယ်တော့စာသုံးတယ်လေကျွန်တော်ရန်ကုန်မှာလုတ်ခဲ့တဲ့သူတေသနာဆက်တဲ့နှစ်မှာသုံးတယ်ကျွန်တော်ကချင်းပြည်နယ်မှာ6နှစ်သွားနေလို့တော့9နှစ်မှာသုံးတယ်အဲ့တော့သခိုင်းပဲရောက်တော့ဟ ோம் လင်းပဲလူခန်းကြီးပဲကျွန်တော်သွားတဲ့ လေးနှစ်ကလေးလေးတို့ဝယ်ခိုင်းတော့သူကမီးဘူးလေမီးပါရဲ့အသိပညာဘုသူတ္တဒါလည်းကျွန်တော်ပညာပေးတဲ့နေရာမှာ parental skill တွေမှာကျွန်တော်တို့ထည့်ပြီးတော့ကျွန်တော် pamphlet ထုတ်ထားပါတယ်အဲ့ဒါလည်းတသက်ပေးထားတယ်နောက်တစ်ခုကသူတို့ဘက်ကဖမ်းဆီးရတယ်များနေတယ်အဲ့ဒါကျွန်တော်ကယူထားတယ်ကျွန်တော်ဒီလာတဲ့ hospital ဆေးရုံတက်တာအတွင်းလူလား register ဒါကနောက်ကျွန်တော်တို့ကတပီလုံးရတိုင်းတာကိုမထင်ဟဘူးဒီ data လောက်ကဆေးရုံ data မှာဆိုမင်းကလေးရတက်တာတမ6လောက်ရှိတယ်စိတ်ကြော user စေသုံးတာ အပြင်မှာမင်းကလေးကဆယ်ဆရာခိုင်နှုန်းလောက်ကတုံးနေတယ်ဒါဒါကျွန်တော်တို့သိတယ်လောက်ဆိုတော့ကိန်းနံချက်လက်တွေကလည်းပြင်ပနဲ့တကယ်ဟုတ်တယ်ဟိုစင်းနေကကွာဟနေတာရှိနေတာပေါ့ကွာဟနေကျွန်တော်ကမဟုတ်အဲ့ဒါကိုပြန်လုပ်လိုက်တယ်အထဲမှာဘလောက်ဆိုရင်အပြင်မှာဘလောက်တွက်လိုက်တယ်ကျွန်တော်ကနောက်တစ်ခုလာတဲ့ကလေးတယောက်စီးတုံးတယ်မင်းနဲ့အပေါင်းအသင်းဘယ်နှယောက်အတူတုံးတယ်လဲကျွန်တော်ကတုံးတယ်9ယောက်ရှိတယ်ဆရာအဲ့ဒီ9ယောက်တည်းကစင်းဘယ်နှယောက်တက်ဘူးလဲတယောက်ဝတက်ဘူး4ယောက်ကအပြင်မှာရောက်နေပြီအဲ့လိုကျွန်တော်တို့ကစင်းနေခံပန်းပြီးတော့ကျွန်တော်တွက်ချက်တာလေးလည်းရှိတယ် မိုင်းသုံးဆိုတော့ဆရာကြီးပြောတာညီဟုတ်လားဟုတ်ကဲ့တော့တိုင်သုံးခုနဲ့လုံးနေရတာတခုတည်းသုံးဆဆူ short ချရေးပဲလုံးလို့မရဘူးဒီဘက်ကထွက်လို့မှုလဲ short ချရမယ်ပြီးတော့အစားထိုးပြင်းနေစိုက်စိုက်တာလဲသုံးချက်ညီရမယ်ဆိုတော့အခုတကယ်အစိုးရတော့ဆရာကြီးတိုင်းမဝေဘူးခေါ့ဒါပေမဲ့သုံးချက်နဲ့လုံးရတာဟုတ်လားအာဒါတို့ဆရာတို့ချင်းကတ်တဲ့ရှူတော်နဲ့ဆရာတို့အလုပ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ထင်တာကတော့ဒါဒါတကယ်တကယ်ပြောရင်ဆိုတာနိုင်ငံရေးစနစ်ပုံမှန်မှုတည်ပါတယ်ဆိုတော့ကျွန်တော်နိုင်ငံရေးစနစ်မကောင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အာဒီရထုတ်တဲ့လူကလည်းပစ္စလက်ကထုတ်တယ် တုံးတဲ့လူကလည်းဗျာမတာတုတ်တယ်စီကန်းတကြတုံးတယ်ဆိုတာလည်းမရှိတော့ဘူးပုံလုံးစီကန်းတကြတုံးတယ်ဆိုတာဟုတ်ကဲ့အရင်တော့ကျွန်တော်မူကြီးစေဝါစတုံးရတယ်စီကန်းတကြတုံးလို့ရတာဟုတ်ကဲ့ကျွန်တော်စအာဆက်ဆာချင်းဘာကြောင့်တုံးရတယ်ဆိုတာလည်းပြောရမယ်ဆိုလို့ရှိရင်အရင်တော့ခုနကျွန်တော်ရဲ့တိုင်းရင်းစေးရိုးရာရကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ပလောင်မမဟုတ်ပါဘူးပို့ဖို့ပဲကြည့်ကြည့်ပါချင်းပြင်းနေပဲကြီးကြီးကျွန်တော်တို့တခြားတောင်တန်းနေတာမှာဖြစ်ဖြစ်ကျွန်တော်တို့မှာကျမကြီးအဖွဲ့ကြီးကျမကြီးစေပိတ်ခန့်နေတော်တော်များမရောက်နိုင်အောင်ဆိုတော့ကျွန်တော်တို့ ခုနပြောနေတဲ့တိုင်းဆေးကိုသုံးပြနေမှာခါကိုက်လိုပဲဖြစ်ဖြစ်သွားကိုက်လိုပဲဖြစ်ဖြစ်ဒီကထိကိုက်ရှာနာပဲဖြစ်ဖြစ်ကျွန်တော်ဝမ်းရှော့လိုပဲဖြစ်ဖြစ်ချောင်းဆိုးလိုပဲဖြစ်ဖြစ်ရိုးရအနေနဲ့သုံးတာပေါ့နော်ဒါဘယ်လိုပဲဖြစ်နေပြီဆိုအခုကဒီရဲ့ဒေတာတွေမှာဖြစ်နေတဲ့မီယိုဖလာဆက်တာမဟုတ်တော့ဘူးစီးပွားဖြစ်ဆိုင်ပြီးတော့မှခုနပြောလဲနိုင်ငံစနစ်မတည်ငြိမ်ဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ရှမ်းမြောက်ဒေတာမှာတိုင်းလားတော်လိုင်းရဲ့အဖွဲ့တွေအများကြီးရှိတယ်ဒါအပြင်တရားမဝင်တဲ့တရုတ်နိုင်ငံသားတွေအများကြီးရှိတယ်ပြီးလို့ရှိရင်ကျွန်တော်ဖြတ်သားလာတဲ့နိုင်ငံစနစ်ကလည်းပဲခုနကြောလို့ တရားဝင်အစိုးရမဟုတ်ပဲねတရားဝင်အုပ်ချုပ်ရေးကိုရယူထားတဲ့တော့ကြောင့်မလို့သူတို့အုပ်ချုပ်မှုကာလမှာလည်းဘာမှမတိုက်ဖြတ်ခဲ့ဘူးဘာမှမလုပ်ခဲ့ဘူးဒါတွေအပြင်ကျွန်တော်အဲဒီတက်လာတဲ့အစိုးရ9နှစ်အတွင်းမှာလည်းပဲကျွန်တော်ကြည့်တဲ့အချိန်မှာလည်း ရောင်းတူပုံတူယုံရပါပဲဘာမှပြောင်းလဲသွားတာမျိုးမဖြစ်ဘူးဒီမူရစေဝါရက်တောင်မရှိဘူးပေါ့နော်ခုနအခမ်းအနားရတော့ခဏလုပ်ပါလေကျွန်တော်လည်းတခါမှမသိရောက်ပါဘူးကျွန်တော်လည်းမဖိတ်ပါဘူးမိုင်းသိမ်းဆိုတော့ပြောတယ်နိုင်ငံစနစ်ကြောင်လို့ပြောတယ်ဆရာကတော့ဒါတော့တုံနေဟန်ချက်ကြီး short ချမှာရမယ်လို့ပြောတယ်အဲဥမာဆရာကြီးပြောတယ်အဲ protection တဲ့ကုသရေးကိုရောက်သွားတယ်ကျွန်မထင်တာကြလို့ရှိရင်အဲ့ဒါကုသရေးအဲဘလို့ဘလို့အစိုးရကအစီအစဉ်ချပြီးတော့ဘယ်နေရာဘယ်နေရာပုံများနေလို့ဆိုတာဟာကဒါ root cause ကိုပြီးပြီးတော့မှ second plan ကကုသရေးအမှန်ကခောက်ွယ်ရမှာဥမာ bank ဆိုလို့ရှိရင် site ပြိုးပြီးတော့မှ bank ဖြစ်လာမှာ site bio area တွေဘလောက်ဆိုတဲ့ဟာကိုရှော့ရှာမှာ site တွေဆိုလို့ရှိရင်တကယ် authority နေတော့ခုနအစိုးရဥပဒေဆိုတာအဲ့ဒါပြောတာအစိုးရတရက်ဒီဘယ်နေရာမှာဘလောက် site ထားတယ်ဆိုတာတို့အပေါ်ကနေကြည့်လို့ရတယ်အောက်ကနေကြည့်လို့ရတယ်ခေါင်းမှာကြည့်လို့ရတယ်ကျွန်တော်လေးတာကြည့်တဲ့အခါ site တာမှာလည်းအကြောင်းရင်းနေရှိတယ်မအစားထိုးသီးနှံ site ကိုအဆင်မပြေဘူးဒါတွေရောင်းလို့မရဘူးဒါဝယ် site ရတယ်အစားထိုးသီးနှံဟုတ်တယ်မြန်မာနိုင်ငံမှာနေပြီးတော့ဒီဘိန်းစိုက်ပြောတာကစပါးစိတ်ထားတဲ့18ဆလောက်အဝင်ငွေပုံများတယ်ဆိုပြီးတော့ဖော်ပြကြတယ်သူတည်တနာတချို့က ဒါဆိုလို့ရှိရင်သိကြတယ်မြန်မာနိုင်ငံမှာစပားဆိုင်လို့ရှိရင်စပားဆိုင်တဲ့ရာခိုင်နှုန်းကိုမြှင့်ရမယ်။ချက်ချင်းလင်ငင်းမှာတော့ဒီကရောင်းလို့ရတဲ့ပတ်စံနဲ့အရန်ကြီးချမ်းသာလာလိမ့်မယ်မဟုတ်တိတိုင်းဒီဘိန်းအတွက်လူအများစုအတွက်နေပြီးတော့ရေချင်မှာအကျိုးဖြစ်နိုင်မဲ့အဆိုးကျိုးဖြစ်နိုင်မဲ့အရာဆိုလို့ရှိရင်ဘိန်းဆိုင်ပြုတ်တဲ့ပြဿနာကိုစပြီးတော့ရှင်းရမယ်။ဟုတ်ကဲ့ဆရာကြီးပါခုဒါနောက်မှာကာကွယ်ရမယ်။ကာကွယ်တာမရှိဘဲနဲ့ကျွန်တော်တို့ကတော့ဒီလိုပါဒါကြီးက international ပါ ကျန်တဲ့နေရှင်တယ်အဲ့တော့နိုင်ငံတကာကွက်ပြီးဖြစ်နေတာမဟုတ်ဘူးကိုယ်တော့နိုင်ငံတကာကွက်ပဲဖြစ်တဲ့နိုင်ငံတကာရဲ့ voice ပေါ့ international voice တင်ကျွန်တော်တို့နော် UNDCB ရဲ့ drug control program တွေတောင်ကွက်ကိုစေချင်ပါ drug free world ဆိုပြီးကြေညာလိုက်ပါ10နှစ်စီမံကိန်းနဲ့ကျွန်တော်တောင်ကွက်ကိုစေဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်တို့ဒီတကဘာလုံးမှာ world wide နော်နော်ဗမာတပြည်တို့မဟုတ် world wide မှာဘိန်းဆိုင်ပြုမှု လုံးဝချုပ်ငင်းရမှာ2008ကျွန်တော်တို့ပြန်လာတယ်အန်ဂတ်ဆိုတာ10နှစ်သက်ပြည့်သွားပို့တိုးလာမအောင်မြင်ဘူး အမောင်မြဲတဲ့အကြောင်းတွေပါလာတယ်။ဆိုလိုတာကလက်နဲ့ရောင်းဝယ်ဖောက်ကားမှုပြီးရင်ဒုတိယအကြီးမားဆုံးကုန်သွယ်မှုစီးပွားရေးရာဝိသေဝရောင်းဝယ်မှုဒုတိယဖြစ်နေတယ်။ဒါကိုလက်မလွတ်နိုင်ကြဘူး။ကျွန်တော်တို့1998အဲ့လိုကြီးညာခဲ့မှာကျွန်တော်တို့ဒီဘက်ကငွေဘဝနေပြီး1999ကစပြီးတော့ငွေစီဝါပပြောက်ရေးဆိုပြီး15ထက်ကျွန်တော်ကလှုပ်ချလိုက်တယ်။ကျွန်တော်လည်းမအောင်မြင်ဘူး။အောင်မြင်ပါ။အဲ့ဒါမှ1999ကျ2009ကျတော့ကျွန်တော် political ပြန်လှုပ်တယ်။ငွေစီဝါပပြောက်ရေးဒီ2019မှာ ပပြောင်းအခုလာမ29ပေါ့ဆရာနီးလာပြန်ပြီသို့တော့ကျွန်တော်တို့တွေအများကြီးလိုနေသေးတာပေါ့လို့ဆရာအများကြီးလိုတယ်ကျွန်တော်တက်ကရောက်ဖို့ကျွန်တော်လိုတယ်ဘာသူမေမဖြစ်ရင်ဦးမြခိုင်မှာလက်ပေးလိုက်မှာပညာပေးတဲ့အပြင်မာနာတခြားဘာလုပ်သေးလဲဆွဲချရပညာပေးတဲ့အပြင်မှာဒီ project လုပ်ငန်းအနေနဲ့လည်းကျွန်တော်တို့ကဒီလုပ်ငန်းနေတယ်လုပ်တယ်အဲ့တော့အဓိကကတော့ကျွန်တော်တို့ကဘာလဲဆိုရင်အဲ့ဒီ target လုပ်တဲ့နေရာတွေမှာအဓိကဆောင်ရွက်သူတို့ဒီဘက်ကပညာပေးလုပ်ငန်းကိုအဓိက ဲ့နှစ်ချက်ကိုပဲအဓိကထားပြီးကျွန်တော်တို့ကျေးဇူးပါကျွန်တော်ဆက်ဆွေးနွေးပါမယ်ပေးတဲ့တယ်မှာလည်းဆွေးနွေးမယ့်လူတွေရှိပါတယ်အခုတော့သတင်းပေးပို့ချက်တရက်ကိုကြည့်ကြပါအောင်ဗျာကမ္ဘာပေါ်မှာမွေးစေဝါထုတ်လုပ်ဖြန့်ချိန်မှုအများဆုံးနိုင်ငံတွေကတခုဖြစ်လာတဲ့မြန်မာနိုင်ငံမှာနာကပ်ပြောင်းနေတဲ့လူငယ်တွေအတွက်မွေးရည်နှုန်နဲ့ရောက်ဖို့အခွင့်အလမ်းတွေပိုများနေပါတယ်အထူးသဖြင့်လက်နက်ကင်ပြည်ပခဖြစ်ပွားနေတဲ့တိုင်းဒေသတွေတွေဖြစ်တဲ့ရှမ်းပြည်နယ်၊ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တွေမှာတရားမဝင်မှုရေးဆေးဝါးတွေအများဆုံးထွက်ရှိပြီ ဲ့ဒီဒေသတွေကလူငယ်ချို့ဟာမွေးအစေးရဲ့တားကောင်တွေဖြစ်လာခဲ့ကြပါတယ်။အင်းဒီချင်းထိုင်းနိုင်ငံနဲ့ထိဆက်နေတဲ့တာချီလီခရိုင်မှာဆိုရင်လူငယ်35ရာခိုင်နှုန်းလောက် WY လို့ခေါ်တဲ့စိတ်ကြွဆေးပြားတွေကိုတုံးဆွဲနေကြတယ်လို့မြန်မာနိုင်ငံမွေးစေဝါတင်းကဆိုပါတယ်။မြန်မာဆိုအနေနဲ့မွေးစေဝါတုံးဆွဲမှုနဲ့တရားမဝင်ထုတ်လုပ်ဖြန့်ချိမှုတွေကိုရှော့ချဖို့နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နေတာကိုတွေ့ရပါတယ်။သို့တော်လည်းကုလသမဂ္ဂမွေးစေဝါနဲ့ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး UNODC ကနေထုတ်ပြန်ထားတဲ့ 2015ခုနှစ်ကမ္ဘာမွေးစေဝါအစီရင်ခံစာအရမြန်မာနိုင်ငံမှာဘိတ်ဆိုက်ပြိုးဧရိယာခမန်းဟတ်တာပေါင်း9000ကျော်တိရှိပြီးမြန်မာနိုင်ငံနဲ့လာအိုနိုင်ငံတို့ဟာမွေးစေဝါနဲ့ဘိတ်မြူထုတ်လို့ရအဓိကဘူအဖြစ်ရှိနေသေးပဲလို့ဆိုပါရစေ။ဒါပြင်မြန်မာနိုင်ငံဟာအရှိတော်အရှာနိုင်ငံတွေထဲမှာမတ်တဖတ်တမင်းလို့ခေါ်တဲ့စိတ်ကြွမွေးစေဝါအဓိကထုတ်လုပ်တဲ့နိုင်ငံဖြစ်လာနေပြီလို့အဲ့ဒီအစီရင်ခံစာမှာဖော်ပြထားပါရစေ။မကြသေးခင်ပြီးခဲ့တဲ့ဇူလိုင်လ26ရက်နေ့က အမေရိကန်ဒေါ်လာတန်140လောက်တန်ဖိုးရှိတဲ့စိတ်ကြွားဆေးပါတွေကိုပိုင်ရှင်မဲ့ဖြစ်ကမ္ဘာပေါ်မှာဒုတိယမြောက်အများဆုံးဖန်ဆီးရမိခဲ့ပါတယ်။မကြာခင်လက်ရှိအဆိုအတက်တန်းကုန်ဆုံးတော့မှာဖြစ်ပြီးအနာရပါတီဦးဆောင်တဲ့အဆိုအတက်တည်းရဲ့ပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။အကူလသမကမူရီဆေးဝါတက်ဖြတ်ရေးရုံး UNODC ကတော့မူရီဆေးဝါတက်ဖြတ်ရေးဟာတက်လာမဲ့အဆိုအတက်အတွက်အဓိကစင်ကုန်မှုတစ်ခုဖြစ်လာမယ်လို့ဆိုပါတယ်။